မင်္ဂလာပါခင်ဗျာအခုချိန်အားစပြီး2025ခုနှစ်အော်တိုဘာလ9ရက်နေ့ရေဒီယိုအန်ယူဂျီရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့နေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့ကိုရီးယားမှာရှိတဲ့တော်လန်ပြည်သူများစေအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုပြည့်ပြတ်သားသားစမ်းကျင်စံထားပြတဲ့သတင်းကိုတင်ပြပေးပါမယ် အကြံပေးဆဲအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုပြပြသားသားစန့်ကျင်ကန့်ကွက်တဲ့နိုင်ငံလုံးဆိုင်ရာချီတက်ဆန္ဒပြပွဲကိုအော်တိုဘာလ၄ရက်နေ့မွန်းလွဲပိုင်းမှာဆိုးမြူမှာကျင်းပခဲ့ရမှာကိုရီးယားနိုင်ငံမှာရှိတဲ့ဒေါ်လန်ပြည်သူ၄၀၀ကျော်တက်ရောက်ပြီးတော့ပြပြသားသားစန့်ကျင်ဆန္ဒပြခဲ့ကြောင်း MFDMC မှသတင်းထုတ်ပြန်ထားပါတယ်ဆန္ဒပြပွဲကိုကိုရီးယားနိုင်ငံမှာရှိတဲ့ NUG ကုစလေယုံနဲ့ဒေါ်လန်ရေးအဖွဲ့ပေါင်း39ခုပါဝင်တဲ့ဆဲအုပ်စုရွေးကောက်ပွဲစန့်ကျင်ရေးပူးပေါင်းလှုပ်ရှားမှုကော်မတီမှစီစဉ်ကျင်းပခဲ့ပြီးတော့ဆန္ဒပြပွဲကိုဆို ၊ကယောင်ကီတို၊အင်ချွန်၊ဘူဖြောင်း၊ဖာကျူး၊ကွမ်ကျူး၊ဖိုချွန်၊ကင်းဖူ၊အန်ဆန်၊ဖြောင်းထက်၊ချွန်နမ်၊တဲကျွန်၊တဲကူ၊ဂူမီ၊ကင်းမဲ၊ပူဆန်၊ကောကျဲအစရှိတဲ့မြို့ပေါင်း16မြို့မှာတော်လန်ပြည်သူများနဲ့တော်လန်ရဲ့အဖွဲ့အစည်းများကအတူတကွစုရုံးပါဝင်ခဲ့တယ်လို့အသိပေးထားပါတယ်။အခမ်းအနားမှာအမျိုးသားညီညွတ်ရေးအစိုးရရဲ့ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ဦးရန်နိုင်ထွန်းကဆီယနာရှင်တက်ဆူရှီရီလှုပ်တီအတူရောင်ရွေးကောက်ပွဲကိုငြိမ်ခံမနေသင့်ပဲပြည်သူအာဏာဟာပြည်သူထံမှ သာရှိသည်ဆိုတဲ့အတိုင်းစန့်ကျင်တော်လှန်ကြရမည်ဖြစ်ကြောင်းအဖွင့်အမှားစကားပြောကြားပြီးတော့တိုက်တွန်းခဲ့ပါတယ်။ဆရာနာသိမ့်မှုစန့်ကျင်ရေးကော်မတီပူရွေဥက္ကဋ္ဌဥဝင်းပုံမောင်ကလည်းအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးလှုပ်ရှားမှုမှာဒီကနေ့ဆန္ဒပြပွဲဟာကိုရီးယားမှာအစနှိမ့်တန်းဖြစ်ပြီးတော့ဆက်လက်ပြီးတော့အရှိန်မြင့်တင်ကလိုအပ်ပါကတပိတ်စကမ်းဖွင့်သည့်အထိဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးတော့ကိုရီးယားအဖွဲ့အစည်းများကလည်းတိုက်တွန်းအားပေးစကားပြောကြားပြီးဆန္ဒပြသူများဟာစူးမြူလေတစ်ပတ်ချီတက်ကြွေးကြော်ခဲ့ကြတယ်လို့သိရပါတယ်။ဒ ုတိယပိုင်းမှာ NLD OC ကိုရီးယားဥက္ကဋ္ဌဦးတောင်ထွန်းဒေဂူဖုံဖုံ MFDMC ဒုတိယဥက္ကဋ္ဌဦးဖုံးနိုင်ချင်းလူငယ်အစည်းအရုံးအတွင်းရေးမှူးဗန်ကျဲလျံဂေမင်းရွေးတော်လိုင်းရေးအဖွဲ့မှကိုရဲတို့ကရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့တော်လိုင်းရေးတိုက်တွန်းစကားအသီးသီးပြောကြားကြပြီးတော့ပူပေါင်းကော်မတီကိုစား JDC OTC မှဒေါကိတွေအောင်နဲ့ MFDMC မှကိုချက်တို့ကဂျေဆုတင်စကားပြောကြားခဲ့ကအဖွဲ့အစည်းများမှတော်လန်လူငယ်များကထုတ်ပြန်ကြေညာချက်ကိုမြန်မာကိုရီးယားနှစ်ဘာသာဖြစ်ဖက်ချားခဲ့တယ် ်လို့ဖော်ပြထားပါတယ်။ထုတ်ပြန်ကြေညာချက်မှာမြန်မာပြည်သူလူထုတရက်လုံးကအကြမ်းဖက်စစ်ကောင်စီရဲ့အထူးရောင်ရွေးကောက်ပွဲကိုနီလန်ပေါင်းစုံဖြင့်လုံးဝစန့်ကျင်ကန့်ကွက်တိုက်ဖြတ်ကြရန်အလေးနဲ့တိုက်တွန်းထားတဲ့အပြင်ကိုရီးယားအစိုးရနဲ့ပြည်သူများထံသို့မြန်မာစစ်အုပ်စုရဲ့အထူးရောင်ရွေးကောက်ပွဲကိုပြတ်သားစွာရှုတ်ချပီးရန်နဲ့ရွေးကောက်ပွဲမှာထွက်ပေါ်လာမဲ့မြည်သည့်ရလက်မြည်သည့်အစိုးရကိုမှလုံးဝအတိမတ်မပြုဘဲနဲ့စန့်ကျင်ကန့်ကွက်ပီးရန်တိုက်တွန်းတောင်းဆိုထားပါရခင်ဗျာ ဆက်လက်ပြီးတော့ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့တော်လန်အမှုပညာရှင်တောင်းနဲ့ဂျပန်နိုင်ငံကိုယ်စားလှယ်ရုံးအဖွဲ့ဝင်များယင်းနီးနှွေးထွေးစွာတွေ့ဆုံတဲ့တဲ့င်းကိုတင်ပြပေးပါမယ်။တောင်းဂျပန်ထူရန်ပုံငွေဖျော်ဖြေပွဲအတွက်ဂျပန်နိုင်ငံသို့ရောက်ရှိနေတဲ့ပြည်သူအမှုပညာရှင်တောင်းနဲ့အဖွဲ့အားဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးမှကိုယ်စားလှယ်ဦးစောပါလှသိန်းနဲ့ရုံးအဖွဲ့ဝင်များမှအော်တိုဘားလ၄ရက်နေ့မှာယင်းနီးနှွေးထွေးစွာတွေ့ဆုံခဲ့ကြောင်းတဲ့င်းရရှိပါရီ။အခုလိုပြည်သူ့ဘက်မှပြည့်ပြည့်သားသားရည်တည်ပေးမှုရန်ပုံငွေပွဲများဖြင့်ပြည်သူများအားဖိမကူညီနေမှုများ များကိုအထူးကျေးဇူးတင်ရှိကြောင်းပြောကြားပြီးတော့နိုင်ငံရေးအခြေအနေများကိုယင်းနှီးနှွေးထွေးစွာတွေးဆဆွေးနွေးခဲ့ကြတယ်လို့သိရပါပါခင်ဗျာဆလဘီဝန်တို့မြို့နယ်ကရေရှည်စစ်ဘေးတန်ခံကျေးရွာများကို အခမဲ့စေကူးတာပေးခဲ့တဲ့တဲ့တင်ကိုတင်ပြပေးပါမယ် စကိုင်းတိုင်းဝန်သူမျိုးနဲ့အတွင်းမှာရှိတဲ့ရေရှည်စစ်ဘေးထံခံနေရတဲ့ကြေးရွာများမှာပြည်သူများကိုအခမဲ့ဈေးကူတာမှုဆောင်ရွက်ပေးခဲ့တယ်လို့စကိုင်းပြည်သူဖေးမကူကွန်ရက်ကထုတ်ပြန်ထားပါတယ်။ရေရှည်စစ်ဘေးထံခံနေရတဲ့ကြေးရွာများကိုမြေပြင်ဈေးဝါကူတာမှုပေးတဲ့အဖွဲ့အစည်းများနဲ့ချိတ်ဆက်ကကွန်ရက်ရဲ့ဝန်သူမျိုးနဲ့တာဝန်ခံအဖွဲ့ကအခမဲ့ဈေးဝါကူတာမှုဆောင်ရွက်ပေးခဲ့တာလို့ဆိုပါတယ်။အဆိုပါဈေးဝါကူတာမှုများကိုကွန်ရက်ရဲ့မိဘအလှူရှင်အဖွဲ့အစည်းများအလှူရှင်များရဲ့ကူညီထောက်ပံ့မှုများဖြင့်လှုပ်ရှားဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။စကိုင်းတိုင်းအတွင်းက စစ်ပေးရှောင်ပြည်သူများအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပံ့ပိုးကူညီလိုပါကစကိုင်းပြည်သူဖေးမကူကွန်ရက်ကိုချိတ်ဆက်နိုင်ကြောင်းအသိပေးထားပါရခင်ဗျာ ဆက်လက်ပြီးတော့နေပြည်တော်တကုံမြို့ပေါ်မှာအဖွားအူတအူအကျွေးမဆက်နိုင်လို့ရေထဲခုန်ချတည်ဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။နေပြည်တော်ကောင်းစီနေမြေတကုံမြို့ပြင်းထောင်ရက်ကွက်မှာအသက်60အရွယ်အဖွားအူတအူဟာအော်တိုဘားလနေ့ရက်နေ့ကအကျွေးမဆက်နိုင်တဲ့တံကိုမခံနိုင်ဘဲနဲ့ရေထဲကိုခုန်ချပြီးတော့ကိုကိုကိုအဆုံးစီရင်ခဲ့ကြောင်း AAMIJ News မှာဖော်ပြထားပါတယ်။ဒေါခင်သေးလိုအမိရတဲ့အဲ့ဒီအမျိုးသမီးဟာတကူတဲ့နေထိုင်လျက်မိသားစုဝင်များရဲ့ပြစ်ပင်မှုကိုခံခဲ့ရသူဖြစ်ပြီးတော့နေစဉ်လောက်ကင်စားတော့ရင်အသက်ရှင်ခဲ့ရတယ်လို့သိရပါ ါပါတယ်။သူမဟာစားဖို့တောက်ဖို့အတွက်ချင်းငါစားတောက်ခဲ့ရပြီးတော့အကျွေး15သိန်းခန့်ရှိတယ်လို့သိရပါတယ်။ဒေါခင်ထီးဟာအဆုံးစီရင်မှုမပြုလုပ်မီအကျွေးမပေးနိုင်လို့ရေးတဲ့ခုံချသွားပါပြီ။ဓမ္မရိတ်သာအနီးအိမ်မှဒေါခင်ထီးစပိန်ကိုပို့ပေးပါလို့တည်တန်းစာတစ်စောင်ရေးသားခဲ့တယ်လို့သိရပါတယ်။ထူစာကိုတွေ့ရှိပြီးတဲ့နောက် ရှာဖွေရမှာအမှတ်73ဘီယန်နောင်နဲ့မြေတံတားပေါ်မှာ၎င်းရဲ့စပိန်နဲ့ဖက်နက်တာတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။ဒေါခင်ထီးဟာအတူနှုံမြင့်မာတဲ့နေပြန်တို့အကျွေးများကိုနေစဉ်ပြီးချင်နေရပြီးတော့ မပေးနိုင်တဲ့နေ့များလည်းရှိခဲ့တယ်လို့အိန္ဒိချင်းတအူးကပြောဆိုထားပါတယ်။2021စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မြန်မာနိုင်ငံမှာစီးပွားရေးကျက်တဲမှုနဲ့နေစဉ်ဘဝအခက်အခဲများပုံမှုဆိုးရွားလာနေပြီးတော့အဲ့ဒီအခက်အခဲများကိုရင်ဆိုင်မထားနိုင်သူများအနက်ကိုကိုကိုအဆုံးစီရင်မှုများမကြာခဏဖြစ်ပေါ်လျက်ရှိတယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ကိုခိုင်မျိုးမှာအမျိုးသမီးငယ်တအူအတ္တမပြုကျင့်ပြီးတော့တက်ဖြတ်ခံရတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။အော်တိုဘာလ2ရက်နေ့ညနေ3:00နာရီအချိန်ကိုခိုင်မျိုးရက်ကွက်ရှစ်မှာအသက်ရှင်တဲ့အရွယ်မရွှေငိမ့်ဟာစာတင်ပြီးတော့ကျောင်းမအပြန်ခေါက်ကွင်းလမ်းခုလက်မှာရောက်နေချိန်အမျိုးသားတအူက၎င်းကိုခြုံအတွင်းခေါ်ဆောင်သွားပြီးတော့အတ္တမပြုကျင့်ကတက်ဖြတ်ခဲ့ကြောင်း PSLF TNL မှတရင်ထုတ်ပြန်ထားပါရယ်။အဆိုပါကလေးရဲ့အလောင်းကိုလေပင်မှာဓာခုတ်တန်းရတစ်ချက်ဖြင့်ခေါက်ကွင်းအနီးကခြုံထဲမှာရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါရယ်။ထို့အခင်းဖြစ်ပွားတဲ့နေ ရာကိုတအောင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှတွားရောက်စစ်ဆေးခဲ့ပြီးတော့ပြည်မှုကျူးလွန်သူတရားခံကိုလည်းအေးအေးယူနိုင်ရန်ဆက်လက်ရှာဖွေစုံစမ်းနေဆဲဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့စေအုပ်စုဟာလေကြောင်းတိုက်ခိုက်မှု3844ကြိမ်ကျူးလွန်ခဲ့ပြီးတော့ကလေး959ဦးအပါအဝင်4135ဦးတည်ဆုံးခဲ့တဲ့တရင်ကိုတင်ပြပေးပါမယ်2025ခုနှစ်စက်တင်ဘာလ30ရက်နေ့အထိနောက်ဆုံးရအချက်လက်တွေအရအကြံဘက်စေအုပ်စုကလေကြောင်းတိုက်ခိုက်မှု3844ကြိမ်ထိကျူးလွန်ခဲ့ပြီးတော့အသက်16နှစ်အောက်ကလေးငယ်959ဦးအပါအဝင်4135ဦးတည်ဆုံးခဲ့တယ်လို့လူအခွင့်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ဒါအပြင်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်စာတင်ကြောင်း384ကြောင်းစေယုံ စည်းကမ်းပေါင်း129ခုနဲ့ဘာသာရေးအဆောက်အုံ986ခုပျက်စီးဆုံးရှုံးခဲ့တယ်လို့ဆိုပါရယ်အကြမ်းဖက်စစ်အုပ်စုဟာအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကိုလည်းဇက်တိုက်ဆိုတယ်လို့ကျူးလွန်နေရမှာဒီကနေ့အချိန်အထိကလေးငယ်938ဦးနဲ့အမျိုးသမီး829ဦးအပါအဝင်တည်ဆုံးသူ4963ဦးထိရှိခဲ့တဲ့အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုပေါင်း452မှုကိုကျူးလွန်ခဲ့တယ်လို့သိရပါရယ်ဒါအပြင်အရမစစ်သားတဲ့စုဆောင်မှုတွေကိုပြုလုပ်ခဲ့ရမှာဒီကနေ့အထိအတင်းအဓမ္မစစ်သားတဲ့စုဆောင်ခဲ့ရတဲ့ဖြစ်စဉ်ပေါင်း 1618ခုရှိခဲ့ပြီးတော့စစ်သားစုဆောင်းခံရသူ3906ဦးရှိခဲ့တယ်လို့လူအခွင့်အရေးဝန်ကြီးဌာနကမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။လူအခွင့်အရေးချိုးဖောက်ခံရမှုဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်ဖြစ်စဉ်ပေါင်း21503ခုရှိခဲ့ပြီးတော့တရားလက်လွတ်တပ်ဖြတ်ခံရမှုဖြစ်စဉ်က အများဆုံးဖြစ်ပွားခဲ့ကဖြစ်စဉ်ပေါင်း9016ခုရှိခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတရင်ကျွလာပြင်းနေမှာတရင်ကျွစီမီတပိတ်လူမှုစန္ဒ3ရက်ဖို့ထုတ်ရန်လှုပ်ရှားမှုပြုလုပ်ရန်နှူးစော်တဲ့တရင်ကိုတင်ပြပေးပါမယ်။မြမယူရတရင်ကျွပွဲတော်ကာလမှာဗုဒ္ဓဖျားရှင်အား စီမီထွန်းညိပူဇော်ရင်အာနာရှင်စနစ်ကိုစန့်ကျင်တဲ့စီမီတပိတ်လှုပ်ရှားမှုတရက်ပြုတ်လို့ရန်ဒေါ်လိုင်းအင်အားစုများမှနှိုးဆော်ထားပါရီထိုလှုပ်ရှားမှုဟာလူထုစန္ဒ၃ရက်ကိုဖော်ထုတ်ရန်ရည်ရွယ်ထားပြီးတော့အိမ်တိုင်းမှာရှိတဲ့ပြည်ရင်းပေါက်များအင်ရှိဝင်းများနဲ့အမတ်တရရင်ပြင်းများမှာစီမီများထွန်းညိကစန္ဒထုတ်ဖော်မှာဖြစ်တယ်လို့သိရပါရီစီမီတပိတ်ဟာတဲ့ဒေါ်အောင်စန်းစုကြည်နဲ့တကွမတရားဖန်ဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက်လွတ်မြောက်ခြင်းလမ်းကိုပြသမဲ့စီမီများဖြစ်ပြီးတော့ ချုပ်အနောင်မှအလင်းရောင်သို့ပြန်လည်ရောက်ရှိရန်တောင်းစုပြုသောအဖြစ်စီမီများကိုထူးညီခြင်းနှင့်လူငယ်လူရွယ်များကိုအတင်းအကျပ်ပေါ်တာဆွဲဖန်းစည်းကလူသားတိုင်းအဖြစ်အတင်းအကျပ်စေခိုင်းတွန်းပို့တဲ့မတရားအဓမ္မစစ်မှုထမ်းဥပဒေကိုအင်အားအပြည့်ဖြင့်ညှင်းဆန်ကြောင်းပြသသည့်ညဖြစ်ပြီးတော့စီမီတပွင့်စီတိုင်းဟာလူငယ်မျိုးဆက်များအတွက်ဘေးကင်းရာတရားမျှတသောအနာဂတ်ကိုတောင်းဆိုခြင်း၃လူထုစံတမပါသောတရားမဝင်သောမင်းအောင်လိုက်အာနာတီမြဲရေးအတွက်ပြုလုပ်တဲ့အတူရောင်ရွေးကောက်ပွဲကိုလူမမဲခလေးကဆလို့အသက်ကြီး ြီးဆုံး AMOG ထိနိုင်ငံရေးအကျဉ်းသားတောင်းချီကိုထောင်ထဲထည့်ပြီးတော့လှုပ်တဲ့တရားမဝင်ယူကောက်ပွဲကိုစီမီးရောင်ဖြက်တပိတ်မှောက်ဆန့်ကျင်ခြင်းစတဲ့ရွေချက်၃ရက်ကိုကိုးစားပြုတယ်လို့ဖော်ပြထားပါရခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ခါရှင်းနဲ့ပရေဖို့တို့ကပြပို့ထားတာဖြစ်ပါရခင်ဗျာ